မန္တလေးမြို့ပြည်ကြီးတက္ကသိုလ်မြို့နယ်ကပျောက်ဆုံးနေတဲ့ကလေးနှုတ်ကိုတေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပြီးကလေးနှယောက်ကိုတပ်ဖြတ်မှုကိုကျူးလွန်ခဲ့သူဆဲကျော်သက်လူငယ်လေးဦးကိုဖမ်းဆီးရမိမင်္ဂလာပါပရိသတ်ကြီးမန္တလေးမြို့မှာပျောက်ဆုံးနေတဲ့ကလေးနှုတ်ကိုတေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပြီးကျူးလွန်သူလို့ယူဆရတဲ့ဆဲကျော်သက်လူငယ်လေးဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ် မက်လာနှစ်ရက်နေမှာပြည်စည်းတကွန်မျိုးနဲ့တာတလင်းချိတ်ရက်ကွက်နဲ့ဒေါ်ဆန်းဆန်းကျွေဟောင်းနေအိမ်မှာရှိနေစဉ်ဆယ်နှစ်အရွယ်သားဖြစ်သူပြည်စုံကျော်ဟောင်းအကိုဝမ်းခွဲတော်ဆက်သူအောင်ခန့်ဦး73နှစ်ထံသို့တွားရောက်စော်ကစားမည်ဖြစ်ကြောင်းပြောဆိုထွက်သွားရာမှာနေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့်ရှားပွေခဲ့တော်လဲမတွေ့ရှိခဲ့ရကမက်လာ9ရက်နေမှာသက်ဆိုင်ရာသို့လူပြောက်တိုင်ကြားခဲ့တာဖြစ်ပါသည် အဆိုပါကလေးနှစ်ဦးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့ဝင်များကစုံစမ်းစစ်ဆေးခဲ့ရာပတိန်ကြီးမြို့နယ်ညောင်ဝန်းကျေးရွာနေကျော်မင်းသူအသက်16နှစ်အောင်ထွန်းဝင်းခေါ်ဘူးလုံးအသက်18နှစ်ဇေမျိုးတန်းခေါ်ကျူမုံအသက်18နှစ်နဲ့ဘိုးဘိုးစောအသက်18နှစ်တို့၄ဦးမှာပြေဆောင်ကျော်နဲ့အောင်ခန့်ဦးလိုနှစ်ဦးကို လာရောက်ခေါ်ဆောင်သွားကြောင်းသိရှိခဲ့ရပြီးစစ်ဆေးခဲ့ရာကနေပေါ်ပေါက်ခဲ့ကြောင်းလည်းသိရပါဗျာ အဆိုပါမှုကိစ္စကိုကျူးလွန်ခဲ့သူအသက်၁၀ကျော်သက်အရွယ်လူငယ်၄ဦးဟာရွှေစာရံဖျားပွဲကိုတွားရောက်ခဲ့ပြီးတဲ့နောက်သူတို့၄ဦးနဲ့အောင်ခန့်ဦးတို့ဟာထမ်းရီတောက်ခဲ့ကောင်ပြေဆုံးကျော်မှာမုတ်စားခဲ့ကြောင်းအောင်ခန့်ဦးဟာထမ်းရီတောက်ပြီးအပေါ့သွားနေစဉ်ကျော်မင်းသူပါ၄ဦးမှရခိုင်ရက်ကအောင်ခန့်ဦးနဲ့စကားများခဲ့တဲ့ကိစ္စကိုမကျေနပ်တာကြောင့်ပညာပေးဖို့တိုင်ပင်ခဲ့ကြောင်းသိရှိရပါတယ်။ ောင်းနောက်မှာတော့အောင်ခံဦးနဲ့ပြည်စုံကျဲတို့နှစ်ဦးကိုစင်ကိုင်မျိုးနဲ့မီးသွေးပုတ်ဈေးရွာအနီး YGW မိဘမဲ့ကြောင့်စင်ကိုင်ရဲ့အနောက်ဖက်ကြောက်တောင်ခြေ၌အောင်ခံဦးကိုကြောက်ခဲဖြင့်၎င်းတို့လေးဦးက အတူတူထုရိုက်တက်ခဲတာဖြစ်တယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်ဖြစ်စဉ်အသေးစိတ်ကတော့တက်မဲ့ကောင်လေးတွေကအရင်လေးကရန်ညိုးကိုမပြေပဲနောက်တည့်ရက်ကျတော့သူတို့တက်မဲ့ကောင်လေးကိုလက်ဖက်ရည်ဆိုင်တွေကို မျှခေါ်ခဲ့ပါတယ် အသက်ခံရသူကလေးငယ်ကသွားရောက်တဲ့အချိန်မှာသူ့ရဲ့ညီတဝန်းခွဲဖြစ်သူဆယ်နှစ်ကလေးကလည်းလိုက်ပါလာခဲ့ပါတယ်။ပြင်မှုကိုကျူးလွန်မဲ့ကလေးတွေကဆယ်နှစ်ကလေးကိုသူတို့နဲ့မလိုက်ခဲ့ဘူးနေခဲ့ဖို့ပြောပေမဲ့အဆိုပါကလေးကမရဘူးလိုက်မှာပဲဆိုပြီးတော့လိုက်လာခဲ့တာဖြစ်ပါတယ်။ ပြမှုကျူးလွန်ခဲ့သူလူငယ်လေးယောက်ကသူတို့နဲ့ရန်ညိုးရှိခဲ့သူအသက်၃နှစ်အရွယ်မောင်အောင်ခံဦးကိုကြောက်တုံးနဲ့မတင်မချင်းထုရိုက်ပြီးတော့တတ်ခဲ့တယ်။အဆိုပါအဖြစ်ပြက်အားလုံးကိုဘေးကနေမြင်နေရတယ်။မောင်အောင်ခံဦးရဲ့ညီတော်ဝန်ခွဲတော်ဆက်သူ၁နှစ်အရွယ်မောင်ပြေဆုံးကျော်ကိုလည်းဒီအတိုင်းပြန်လွှတ်လိုက်ရင်သူတို့အကြောင်းတွေကိုသိသွားမှဆိုတဲ့အတွက်မထူးတော့ပါဘူးဟုဆိုကအဆိုပါနေရာမှာပဲတခါတည်းတတ်ခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါဗျ။ တည်ဆုံးသူကလေးငယ်နှစ်ဦးရဲ့ရုပ်အလောင်းကိုရှာဖွေရမှာတော့စင်ကိုင်မျိုးနဲ့ရဲရွာတဲ့ခြေရွာနဲ့ဖလံပင်ကုန်းခြေရွာသွားလန်း YGW မိဘမဲ့အကြောင်းအနီးကြောက်တောင်ခြေမှာမောင်အောင်ခန့်ဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရပြီးအဆိုပါရုပ်အလောင်းရဲ့တောင်ဘက်ပေ200ခန့်အကွာမှာတော့မောင်ပြေဆောင်ကျော်ရဲ့ရုပ်အလောင်းကိုထပ်မံတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ရေလောင်းတွေကိုတွေ့ရှိရတဲ့အချိန်မှာတော့အချိန်တစ်ခုကြာမြင့်နေပြီဖြစ်တာကြောင့်ကင်တွယ်လို့တောင်မရတော့တဲ့အခြေအနေတွေဖြစ်နေခဲ့ပြီးမောင်ပြေဆောင်ကျော်ရဲ့ရေလောင်းမှာကောင်းပါမပါတော့တဲ့အခြေအနေမျိုးဖြစ်နေတယ်လို့လည်းမိသားစုဝင်တအူးရဲ့ဝန်ထဲစွာပြောပြကြားချက်အရသိရှိရပါတယ်။ လူသက်မှုကိုသွေးအေးအေးနဲ့ကျူးလွန်ခဲ့သူတွေဖြစ်ကြတယ်။မောင်ကျော်မင်းသူအသက်16နှစ်၊မောင်အောင်ထွန်းဝင်းခေါ်ဘူလုံအသက်18နှစ်၊ဇင်မျိုးတန့်ခေါ်ကျူမုံအသက်18နှစ်နဲ့ဘူဘူဇော်အသက်18နှစ်တို့ကိုတီစဲဥပဒေအရအေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။